ဘဝအိမ်စောတက်ဆင်ထားသည့်ရှင်များအားအေးအေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့၌ပဝါအိဇောသက်ဆင်ထားတဲ့အိမ်စည်းကားပြိုင်ကားမော်တော်ဆိုင်ကယ်တွေကိုလာမဲ့ဒီစင်မာလာကစာတင်ပြီးပြင်ထန်စွာအရေးယူအပ်ပေးသွားမယ်လို့ရောင်းတိုင်းဒေသကြီးရှင်အန်နေရလန်အနေရကင်းရှင်ရေးကောင်းစီကအတည်ပြုထားပါတဲ့2025ခုနှစ်ဇွန်လကနေနိုဝင်ဘာလလလယ်အထိဘဝအိမ်စောသက်ဆင်ထားတဲ့ပြိုင်ကား9စီးလူစီးရှင်80စီးမော်တော်ဆိုင်ကယ်2စီးစုစုပေါင်း80စီးကိုဖမ်းဆီးတန်ရိုက် ိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်တာကြောင့်ဒါမဲ့ဒီစင်ပါလာကစတင်ပြီးဖန်စီရှာမိတဲ့ပါဝါအိတ်စောသက်စင်မော်တော်ရှင်တွေကို ဥပရေအတိုင်းထောင်ထံငွေထံချမှတ်ပြီးပြင်းထန်စွာအေးအေးယူအပ်ပေးသွားမယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့အတွင်းအများပြည်သူသွားလာတဲ့လမ်းများပေါ်မှာပဝါအိစောသက်ဆင်ထားတဲ့အိမ်စီကပြန်ကားနဲ့မော်တော်ဆိုင်ကယ်တွေမောင်းနှင်သွားလာနေကြောင်းစစ်ဆေးတွေ့ရှိပါကတိစဲဥပရေယကျူးလွန်သူကိုတလားထံမပိုးထဲထောင်းထံဖြစ်စေကြက်တသိန်းထံမပိုးထဲငွေထံဖြစ်စေအသက်နှစ်ရက်လုံးကိုဖြစ်စေချမှတ်မဲ့လို့သိရပါတဲ့ ဒါအပြင်နောက်တစ်ချိန်ထပ်မံကျူးလွန်ပါကအဲ့ဒီသူကို၃လထပ်မပိုးထဲထောင်ထမ်းဖြစ်စေ၊ကျက်၃သိန်းထပ်မပိုးထဲငွေထမ်းဖြစ်စေ၊ဒဏ်နဲ့ရလုံးဖြစ်စေပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါထဲလို့ဆိုပါထဲ။ ဘဝအိမ်စောရောင်းချတဲ့ဆိုင်တွေဘဝအိမ်စောသက်ဆင်ပေးတဲ့ဝက်ရှော့တွေကိုသက်ဆိုင်ရာဌာနတွေရဲ့ဥပဒေအရပြင်ထန်စွာ ရေးယူခံရမှာဖြစ်တဲ့လို့ရောင်းတိုင်းဒေသကြီးရှင်အနေရဲ့လမ်းအနေရဲ့ကင်းရှင်းရေးကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။